နီးပြချုပ်ဦးမျိုးလိုင်ဝင်လက်ထက်မှာမြမလက်ရွေးစင်အတင်းစွတ်စွတ်ပေါင်း၉ပွဲကစားခဲ့ပြီးပါပြီဒီ၉ပွဲမှာ၃ပွဲနိုင်၂ပွဲတည်းကြခဲ့ပြီး၄ပွဲရှုံးနေခဲ့ပါတယ်နီးပြချုပ်ဦးမျိုးလိုင်ဝင်လက်ထက်မှာပဲကဘာအဆင့်9ဆင့်တက်လာခဲ့တယ်ကဘာအဆင့်162နေရာမှာရပ်တည်နိုင်ခဲ့တယ်ကဘာအဆင့်9ဆင့်တက်လာပြီးတော့ကဘာအဆင့်162ကိုရောက်လာလို့မြမအတင်းအရန်ကောင်းလာပြီလို့ထင်လိုက်ရင်တော့ အမားကြီးမှားသွားမှာပါပြီးခဲ့တဲ့10နှစ်တာအချိန်ကာလကိုပြန်ကြည့်မယ်ဆိုရင်ဦးမျိုးလိုင်ဝဲမတိုင်ခင်မြမလေးရွေးစင်အသင်းရဲ့နီးပြချုပ်နေရာအတွက်နိုင်ငံခြားသားနီးပြ9ဦးအထိအပြောင်းအလဲလုပ်ခဲ့ရပါတယ်2023ခုနှစ်နီးပြချုပ် fighting banner လက်ထက်မှာဆိုရင်မြမလေးရွေးစင်အသင်းကြီးအနေနဲ့ကမ္ဘာအဆင့်162နေရာအထိတလန်းကယ်ဖို့ပါတယ် 2019ခုနှစ်နီပြာချုပ်အန်တိုနီဟေးလက်ထက်မှာဆိုရင်မြမအသင်းအနေနဲ့ကမ္ဘာအဆင့်136နေရာမှာယက်တီနိုင်ခဲ့ပြီးအမြင့်ဆုံးယက်တီမှုဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့10နှစ်အတွင်းမြမလေးရွေးစဉ်အသင်းရဲ့နီပြာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့နီပြာတွေကိုတစ်ချက်ကြည့်လိုက်ရအောင် လက်ရှိမှာဒီပြတ်ချုပ်ဦးမျိုးနိုင်ဝယ်နေတဲ့မြန်မာလက်ယူစင်အသိကိုယ်ပွဲအထိကန်တွယ်ပြီးမှ၃ပွဲအထိအရထားပါတယ်အနိုင်ရရှိတဲ့အသင်းတွေကလည်းနောက်ပိုင်းမှာခြေတက်လာတဲ့သီရီလင်ကလာအိုကိုထာကဘာစင်မြင့်တဲ့အာဖဂန်နစ္စတန်တို့လိုအသင်းတွေကိုအနိုင်ရရှိခဲ့တာပါကစားသမားဘဝတုန်းကတော့သူ့ရဲ့သွင်းကိုတွေနဲ့မြန်မာအသင်းရဲ့နိုင်ပွဲတွေကိုပေါ်ဆောင်ပေးခဲ့တယ်နေပြဘဝမှာလည်းသူ့ရဲ့နေစနစ်တွေနဲ့ မြန်မာအသင်းရဲ့နိုင်ပွဲတွေကိုပေါ်ဆောင်ပေးနေပါတယ်အာဖဂန်နစ္စတန်နဲ့ပွဲမတိုင်ခင်မှာပြိုင်ဘက်ရဲ့ခြေစမ်းပွဲကို တိုင်တစ်ပါးအထိသွားကြည့်တယ်ဒါတွေကအလုတ်ကိုတည်တည်ချာချာလုံနေတယ်ဆိုတာရဲ့မျက်မြင်သက်သေတွေပါပဲမြန်မာလူမျိုးနီးပြတယောက်ကမြန်မာလက်ရွေးစင်အသင်းကိုနီးပြနေတာကခေကိုလိုက်ဖက်မှုရှိပါတယ်မြန်မာဘောလုံးအကစားတူတဖို့နိုင်ငံခြားသားနီးပြတွေခေါ်ရမယ်ငွေစားသားတွေအသုံးပြုရမယ်ဆိုတဲ့ကိစ္စတွေကိုလိုက်အားကျနေတဲ့အထက်မှာတော့ ကျွန်တော်မပါပါဘူးဗျလင်ပြချုံဦးမျိုးလိုင်ဝင်းကိုမြမလက်ရွေးစင်အသင်းမှာစိတ်ကြိုက်လုပ်ပိုင်ခွဲအပြည့်အဝပေးမယ်ဆိုရင်အချိန်အတိုင်းအတာတစ်ခုအတွင်းမှာမြမအသင်းရဲ့ကစားပုံနဲ့ကစားကွက်ကပုံစံတကြလေးဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်ပါတယ်ပရိသတ်တွေရဲ့အမြင်လေးတွေကိုလည်း comment မှာရေးပေးကြပါဦးဗျာ